အားလုံးပဲမင်္ဂလာပါရှင်ညီမရောမူယူဆံပါရှင်ပိတ်သက်ကြီးကိုညီမအခုနောင်ပျက်စီလေးနဲ့မိတ်ဆက်ပေးကြပါမယ်အခုခေတ်မှာမင်္ဂလာတော်တော်များများအလှပနဲ့ပတ်သက်ပြီးရောမိတ်ကပ်ပစ္စည်းစုံတွေကိုပုံဆွဲလာကြပါတယ်အဲ့ထဲမှာမူယူမိတ်ဆက်ပေးကြတာကဒီနှကန်းနေလေးကိုမိတ်ဆက်ပေးကြပါမယ်အမ်ပထမအဦးဆုံးအနေနဲ့ဒီပန်းရောင်နှကန်းနေလေးကိုမိတ်ဆက်ပေးပါရစေ ဒီပန်းရောင်လေးကလူတိုင်းကြိုက်မယ်လို့ထင်ပါတယ်။မိန်းကလေးအများစုကပန်းရောင်လေးကိုသဘောကျကြတယ်။ဟိုမွေးဘလကူးနှစ်ခန်းနေပန်းရောင်လေးဆိုထားပါတယ်။အကြောင်းလေးစမ်းကြည့်မယ်နော်။နောက်တစ်ယောက်ကတော့အနီရောင်လေးပါ။အနီရောင်ကျတော့လူကြီးဆိုလို့လည်းအဆင်ပြေရယ်။နောက်ပြီးတော့ပွဲလမ်းသမီးတွေကြားလို့ရှိရင်ဟိုအနီရောင်လေးဆိုထားတော့ပို့ပြီးတော့ပေါ်လွင်မယ်ထင်ရှားမယ်လို့ထင်ပါတယ်။ဒီအနီရောင်လေးကလည်းဆိုဆိုလေးနဲ့ရမ်းကိုလှတဲ့ရောင်လေးတစ်ယောက်ပါ။နောက်တစ်ယောက်လေးကကျတော့ ပန်းခင်းရောင်လို့ပြောရမလားမသိဘူးနည်းနည်းပန်းရောင်ပဲလက်သွားတယ်ခင်းရောင်ပဲလက်သွားတယ်ဒီရောင်လေးကလည်းမိုးယူသဘောကြတယ်ဒီရောင်လေးကပို့ပြီးတော့အပွားရောင်ထမ်းနှုတ်မယ်ဒါမဲ့ရမ်းလှတယ်နောက်တရောင်နဲ့မိတ်ဆက်ပေးမယ်နော်နောက်တရောင်ကကြတော့သူကခန်းသီးခရမ်းသီးရောင်ပဲသွားတယ်ဒီရောင်ကိုလည်းလူကြီးလူကြီးလူငယ်ကြိုက်မယ်လို့ထင်တယ်အဲ့တည်းကမှဒီရောင်လေးကိုစိုးပေးမယ်နော်နောက်ဆုံးတရောင်လေးကကြတော့အသားရောင်လေးပါ ဒီထဲမှာမမိုးယူဆိုထားတာကဒီပိုင်းအောင်လေးဆိုထားတာပါမိုးယူဆန်းပြတဲ့အရောင်၅ရောင်မှာပြိတက်ကြီးကြိုက်တဲ့အရောင်ကိုဟိုကြိုက်တယ်လို့ဟိုကိုနဲ့သွားမဲ့ပွဲလန်းသမင်းနဲ့ကိုင်းညီမဲ့အရောင်ကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်လို့ပြောချင်ပါတယ်ဒီနောင်ပစ္စည်းနှကန်းကြီးလေးကိုပြိတက်ကြီးအားပေးပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်